ဟုတ်စားသုံးချိန်ပဲကြံတော့တယ်နော်သုံးချိန်ပဲကြံတော့တယ်ဆိုတော့ကျွန်တော်ကဒီညမွေးကနန်းလေးတွေကျွန်တော်ပြပေးမယ်မွေးကနန်းပြမိမယ်ဆိုတော့ဒါကျွန်တော်ကစားနေကြတို့ဒီ၅ဆုံးခုနှစ်ထဲမှာ light ထွက်မယ်ကနန်းတစ်ခွက်နော်နောက်ဒီ၅ဆုံးခုနှစ်ထဲမှာထွက်မယ်ကနန်းတစ်ခွက်ဒီထဲမှာအတန့်ကြည့်တယ်တင်ပါဗျာတင်ပါအဲ့အဲ့ဒီမှာကျွန်တော်တို့ဒီ630နောက်နှစ်ကိုသူလိုက်ပေါက်တယ်နော် ပတ်ပြီးတာနဲ့သူ့ရဲ့အောက်တုံးပွဲကြွားကဏ္ဍကလည်းနောက်နှစ်ကိုသူထွက်တယ်။အဲအဲ့ဒီထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့မွေးကဏ္ဍ6ခွန်ဆိုတဲ့အဲ့ဒီမွေးကဏ္ဍ6ခွန်ဆိုတဲ့ခါတောင်သုံးလုံးကတနည်းကြော်ပြီးတော့လိုက်ထွက်တယ်နော်။အင်္ဂလာညချမ်းမှာ line ကကြည့်မရတဲ့။အင်းဟိုဘက်ကမရမှမသိဒီဘက်ကမရမှမသိအဲ့ဒါမှခွက်ကြတယ်။အဲ့ဒီကနေ့ကလည်းနောက်နှစ်ကိုထွက်တယ်သူ့ရဲ့အောက်သုံးပွဲကြွားကနေကလည်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးတာနဲ့အဲ့ဒီ ဒီကနေ့နှစ်ကွက်ကြားထဲမှာရှိတဲ့ခါလဲကောင်၈60ဆိုတဲ့ကနေ့ကတနစ်ကြော်မှာ၈60ထွက်တယ်နော်အဲ၈60ထွက်တယ်တဲ့သူထွက်ရင်၈60လို့ထွက်တယ်ဒီမှာလဲသူက၈60လို့သူအတဲ့ပဲသွားတယ်နော်၈60ဒီမှာ၈60လို့ထွက်တယ်ဒုတိယကကျွန်တော်တို့ဒီမှာ၈60ရနောက်နှစ်ကိုလာထွက်တယ်နော်ထွက်ပြတယ်နေသူရဲ့အောက်၃ဘွဲကြော်မှာရှိတဲ့၆30ကလည်းနောက်နှစ်ကိုသူလိုက်ထွက်တာပဲ အဲ့ဒီထွက်ထားပြီးတဲ့ဒီကလေးနှစ်ကွက်ထွက်ထားတဲ့အလေကောင်မှရှိတဲ့9နှစ်ရှစ်ဆိုတဲ့ကဏ္ဍဒီ9နှစ်ရှစ်ဒီနောက်ကနေပြန်ကောက်9နှစ်ရှစ်လို့ပြန်ထွက်တယ်နော်အဲ့တော့အတက်ကောက်လိုက်ရတယ်ဒီလိုကောက်လိုက်အောက်ကနေလှန်ပြီးတော့ခွန်68နော်ခွန်68 8 2 5နော်အောက်ကနေလာတာ8 2 5နော်ဒဲထွက်တယ်အဲ့ဒီမှာမနစ်ကနှစ်ကွက်ဖြစ်တယ်အဲ့ဒီပုံစံမျိုး၄တခွန်ကနောက်နှစ်ကိုထွက်တယ်သူ့ရဲ့အောက်၃ကွက်ကျော်မှရှိတယ်၉60နောက်နှစ်ကိုထွက်တယ်နော် ကြားလက်ကောင်မှာရှိတယ်ခွန်9တုံညဆိုတဲ့တုံညခွန်9ပေါ့နော်တုံညခွန်9ဆိုတဲ့ခဏတူပါတုံညခွန်9တဲ့ပေါ့နော်တုံညခွန်9တဲ့တကွက်ထွက်တယ်နော်တုံညခွန်9ဆိုတဲ့ခဏနေဒီနေ့ကျော်ဒီနေ့သေးကိုထွက်မလာသေးဘူးနောက်တစ်ခွက်ကကျွန်တော်တို့30ရလဲနောက်နှစ်ကိုလိုက်ထွက်တာပဲထွက်ပြီးတာနဲ့သူ့ရဲ့အောက်3ခွဲကျော်မှာရှိတယ်930နောက်နှစ်ကိုသွားတာပဲနော်အဲသူသွားပြီးရင်ဓာတ်လက်ကောင်မှာရှိတဲ့ခဏခွန်ခွန်တုံညဆိုတဲ့ဒီခဏကလည်း အောက်ကနေလှန်ကောက်ရင်3ညခွန်ခွန်ဆိုပြီးတော့သူကထွက်ကမယ်နော်3ညခွန်ခွန်ဆိုပြီးထွက်ကမယ်ဆိုတော့အပေါ်မှာ3ညခွန်ခွန်တော့မထွက်ဘူးခွန်3ည3ညတော့ထွက်ထားကြလို့ရှိတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကြံနေခဲ့တဲ့ကြံနေဒီ3ချိန်မှာတတ်ထိုးချင်ရင်ထိုးနော်ဆိုဒီကနန်းစီနောက်နှစ်ကိုပောက်ကမယ်အောက်3ဘွဲကြော်ခဲ့ကနန်းကလည်းနောက်နှစ်ကိုထွက်ထွက်ပြီးရင်ခွန်6 7ဒီတနည်းတုံမှဒဲထွက်တယ်နော်အဲ့ဒီမှာ664ရဲ့နောက်နှစ်ကိုပောက်တယ်သူအောက်3ဘွဲကျော်မှရှိတယ်630ခွန်ကလည်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရင် 8နှစ်5ဆိုတဲ့ခဏသည်တနည်းကြော်မှာ8နှစ်5ထဲထွက်တယ်နော်အဲ့ဒီဘက်မှာက2မျိုးဖြစ်နေတာ930နောက်နှစ်ကိုထွက်တယ်အောက်3ဘွဲကြော်က930ကလည်းနောက်နှစ်ကိုတခါသွားပေါက်တယ်ပြီးရင်အဲ့ဒီမှာကျွန်တော်တို့3ခွန်ခွန်ဆိုတဲ့ခဏတနည်းကြော်ထွက်ကြတယ်နောက်တစ်ချက်က၄ခွန်သည်နောက်နှစ်ကိုထွက်တယ်အောက်3ဘွဲကြော်မှာရှိတဲ့960ကလည်းနောက်နှစ်ကိုတခါရွှေ့တယ်ရွှေ့ပြီးရင်3ခွန်5ဆိုတဲ့အဲ့ဒီ3ခွန်5ထဲသည်တနည်းကြော်မလာသေးဘူးနော် မလာသေးဘူးကြံ့၃ချိန်မှာဒါကြိုက်တဲ့လူတွေရှိရင်ဒါမွေးလို့ရတယ်เนาะအဲဒါလေးတစ်ချက်အဲ့ဒီမှာကျွန်တော်ကတော့ညခုံကိုတုံညထိတ်ကိုဒီဘွဲမှာထက်ကစားအောင်မလားတုံညထိတ်ကလည်းရှိတယ်ရှိတယ်ဒီဆက်ကတော့တုံညခုံ6လို့ယူလို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကခုံနဲ့မဖြစ်လို့ဒါဒါကဒါကကျွန်တော်နှစ်ရေဂျာကိုက်အကျင်ရေဂျာကိုက်ကျွန်တော်စွဲထားတာပဲ သူကဒီနေရာမှာ၄ခါ၃ပိတ်ရှိတယ်နော်တစ်ခါသူကနေအချိန်ကြီးဆင်းလာလိုက်၄ခါနဲ့၃ပိတ်တစ်ခါအချိန်ကြီးပြေးဆင်းလာလိုက်ကျွန်တော်ဒီမှာ၄ခါနဲ့၃ပိတ်ရှိတယ်အဲ့ဒီ၄ခါ၃ပိတ်ဒီ၄ကိုကျွန်တော်ကနောက်ထောင်သုံးကိုးလို့ကျွန်တော်ယူမလို့နော်အဲ့ဒီမှာလဲဒီ၄ကိုဇောင်းတပွဲကျော်မှာနောက်ထောင်သုံးလုံးကိုးလို့သူထည့်တာဟုတ်နော်အဲ့ဒီမှာလေဒီ၄ခါကိုတဝင်းကြောမှာနောက်တော့၃လုံး၉ဆိုဒါ၆အပိတ်နဲ့ဖြစ်မှာเนาะအဲ့ဒီမှာ၃ညထိတ်ကိုဘာလို့ကျွန်တော်ပြောတော့ဒီ၃ သုံးနောက်ပိတ်ကဒီသုံးလုံးကိုရှစ်လို့ပြစားတယ်နော်တခါဒီသုံးနောက်ပိတ်ကလည်းသူ့အပေါ်မှာထွက်စီသုံးလုံးကိုရှစ်လို့ပဲသူပြစားတယ်အဲ့ဒီနေရာမှာတကယ်လို့ဒီသုံးနောက်ပိတ်မှာသုံးပါပါဒီသုံးလုံးရှစ်ရှင်ရင်ဒီဘွဲကိုတုံညာထိတ်စီထည့်လို့ရတယ်နော်အဲ့ဒီမှာကျွန်တော်တို့၉ခါ၈ခါဒါခွန်ခါထည့်မယ်ဆိုရင်ခုနကကျွန်တော်ပြောတယ်တုံညာခွန်၅လို့နော်တုံညာခွန်ခွန်လို့ဆိုတဲ့ကဏ္ဍမျိုးတွေ အထက်ထိုးခြင်းထိုးလို့ရတယ်ဆိုတာပြောပြတယ်နော်မကြိုက်ရင်လည်းမထိုးနဲ့ဒီကောင်ကကျွန်တော်တို့6ခွန်5နော်6ဆုံး9ဆုံး5ဆုံးကိုတော့မယ်မဆီနေရတော့ဒီနားမှာတဲ့ဒီနားမှာနှစ်နောက်နှစ်ထိပ်စီပြည့်ရှစ်နော်နှစ်ရှစ်ညောင်ပြအဲ့လိုပြောလို့လည်းရအင်း အဲ့လိုပြောလို့မရဘူးတဒီလိုပြောမှရမယ်ကျွန်တော်လည်းနှလုံးထဲဘောင်းမကျက်နော်အဲ့ဒီကိုစုံခွန်စုံငါးစုံနော်နှစ်ပွင့်ချော့လာတာအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ငါးကငါးထည့်စီတစ်လုံးနှစ်လုံးသုံးလုံးမြောက်သူကြတယ်နော်နောက်ပေါင်း7အောက်မှာသူငါးထည့်စီသုံးလုံးမြောက်ကြတယ်အဲ့ဒီနောက်ပေါင်း7ရဲ့အောက်မှာကြာဒီသုံးလုံးကငါတို့8နောက်ပိုက်သုံးလုံး8ရဲ့တပွဲကြောင့်ငါးထည့်စီတစ်လုံးနှစ်လုံးသုံးလုံး အဲ့ဒီငါးထည့်စီသုံးလုံးอ่ะသုံးလုံးနဲ့တူอ่ะစရင်ပြက်သွားတာအောက်မှာမရှိတော့ဘူးเนาะအဲ့ငါးထည့်စီอ่ะအဲ့သုံးလုံးပဲရှိတယ်အောက်မှာအဲ့ငါးထည့်ကသူပျောက်သွားပြီမလာတော့အဆင်ပြေလားမပြေမှန်းเนาะမပြေမှန်းဆိုကျွန်တော်ကလည်းမှန်းတယ်အဲ့အဲ့မှာငါးပြီးတော့ကျွန်တော်ဒီမှာ6အဲ့ဒီ6ဒီ6ထည့်စီတလုံးနှလုံးသုံးလုံးမြောက်ကြတော့ခုနကတော့17အောက်เนาะနောက်ပေါင်း17အောက်မှာငါးထည့်စီထောင်သုံးလုံးက8 ဒီမှာလဲထဲသီးတောင်သုံးလုံးက၁၈ပဲနောက်ပေါင်း၁၀ရဲ့အောက်မှာကြာအဲ့ဒီ၆က၆သုံးလုံးမြောက်တစ်လုံးနှစ်လုံးသုံးလုံးအဲ့ဒီသုံးလုံးကြာပြီးသွားတာနဲ့အဲ့ဒီ၆ကအောက်မှာ၆ထိပ်စီကအပြောက်သွားတယ်နော်ဒါဆိုဒီနေ့ထဲမှာခွန်ထိပ်စီကကျွန်တော်တို့ဒီမှာတစ်လုံးထွက်သွားတယ်အဲ့ဒီမှာဒီမှာတစ်လုံးခွန်ထိပ်စီနှစ်လုံးထွက်သွားပြီလို့ပြောနော်ကျွန်တော်တို့ကလိုချင်တာသုံးလုံးခွန်အဲ့အဲ့ခွန်အဲ့နှလုံးထွက်ပြီးတယ်အောက်မှာခွန်တစ်လုံးမှထိပ်ကထွက်မလာတော့မလာတော့နောက်ပေါင်း၉ရဲ့အောက်ဆိုရင်ဒီဘွဲကိုကျွန်တော်တို့ထည့်ရတော့နော် တော့နောက်ပေါင်း71အောက်1800ရက်တပွဲကျော်အဲ့ဒီမှာလဲ1800ရက်တပွဲကျော်နောက်ပေါင်း30ရက်အောက်ဒီမှာလဲ1800လို့ဖြစ်ပြီးနောက်ပေါင်း9လဲရိုက်ပြီးသူ့ရဲ့အောက်မှာခွန်ထေစီ3လုံးမြောက်ကဏ္ဍတစ်ခွက်ထွက်ကပါနော်အဲ့ခွန်ထေစီ3လုံးမြောက်ကဏ္ဍအဲ့ဒီမှာသူကဘယ်လိုပြောထားတော့ဆိုတော့ကျွန်တော်တို့နည်းနည်းစဉ်းစားရမှာတစ်ချက်တော့ရှိတယ်နော်ဘာလို့လဲဆိုတော့နေအောင်အဲ့ဒါကျွန်တော်နောက်မှရှင်းမယ်အဲ့တော့ဒီ9 3လုံးကြပြီထေစီ ကြာရင်ဒီကနန်းဒီရှေ့1 2 3 4 5နှစ်မြောက်ပါပဲ။အဲ5နှစ်မြောက်တယ်လေ။တစ်နှစ်ကျော်ပါကနန်း။အဲ့လိုလုပ်ပါ။ဒီကနန်းဒီသူ့ရဲ့ရှေ့တစ်နှစ်ကျော်ပါကနန်း။အဲ့ဒီ5ထိပ်စီနဲ့3လုံးမြောက်ကနန်းဒီရှေ့တစ်နှစ်ကျော်ပါကနန်းဖြစ်ပဲ။နော်။အဲ့လိုဖြစ်လိုက်ရင်အဲ့ဒီကနန်းဒီကျွန်တော်တို့ဒီနှစ်ထိပ်စီပရိသတ်ရှေ့သူတို့အဲ့ဒါဒီဒါတွေမယူတော့နဲ့5ပရိရှေ့ပေါင်း9 9နောက်ပဲရဲ့အထက်ဆောင်ပါကနန်း။နော်။သူတို့ဒီ5ပရိနဲ့တန်းတန်းယူလိုက်လေရ။ ဒီကနန်းဒီရှိတစ်နှစ်ကျော်ကနန်းဒါဆိုရင်ဒီမှာ6တလုံးပြည့်ပြီနှလုံးပြည့်ပြီသုံးလုံးပြည့်ဒီကနန်းဒီရှိတစ်နှစ်ကျော်ကနန်းဖြစ်ကြတယ်အဲ့မှာလည်းအတူတူပဲ9ပြည့်ပြီးတော့6ပြည့်နဲ့ရှိပေါင်း8 6နောက်ပဲเนาะကျွန်တော်တို့ဒီ6ပြည့်ရဲ့ဆောင်းကနန်းမယူလား3ခွန်9ပြည့်ရဲ့ဆောင်းကနန်း9နှစ်က6ပြည့်ရဲ့ဆောင်းကနန်းအဲ6ပြည့်ရဲ့ဆောင်းကနန်း တနှစ်ကြော်ပြီးတော့6ထိပ်စီ3လုံးမြောက်ကြရင်သူထွက်လာတယ်နော်အဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့တည်းမှာခွန်ထိပ်ကတလုံးနှလုံးထွက်ပြီးနောက်ထပ်တလုံးကြံနေတဲ့ခွန်ထိပ်ဒီဒီနေရာမှာထွက်ခဲ့ရင်ရှေ့တနှစ်ကြော်ကခဏန်းဖြစ်ကနော်ရှေ့တနှစ်ကြော်ကခဏန်းကျွန်တော်ခွန်ပဲတဲ့ရေဆောင်ကခဏန်းရှေ့ပေါင်းခွန်3နောက်ပိတ်ရေဆောင်ကခဏန်းနော်ရှေ့ပေါင်းခွန်3နောက်ပိတ်ရှေ့ပေါင်း8 4နောက်ပိတ်ဆောင်ဒီမှာကြတော့ကျွန်တော်တို့ရှေ့ပေါင်းကို9နောက်ပိတ်ရေဆောင်ပါခဏန်းနော်ဟိုအဲ့ခွန်9လို့ဖြစ်တာဒီမှာကြတော့ 684လို့ဖြစ်တယ်နော်ဒီမှာကျတော့ခွန်ခွန်3လို့ဖြစ်တယ်သူကအဲ့လိုဘရိတ်ခွန်ရဲ့မြင်းကောင်ကလည်းဒီကောင်ကိုယူဖို့ရတယ်အဲ့တော့အဲ့ဒီမှာတစ်ချက်သတိထားရမှာဒီကဏ္ဍကြီးပြန်ကြကဏ္ဍဖြစ်နေတယ်နော်အဲ့ဒီနေရာမှာ630ဒီတစ်နှစ်ကျော်သွားပေါက်တော့အဲ့ဒီပေါက်တဲ့630ကသူကတော့ပြန်ကြကဏ္ဍမဟုတ်ဘူးဒါပေမဲ့နှစ်ခါကြတဲ့ကဏ္ဍဖြစ် နော်တကယ်လို့မြန်ဒီနေရာမှာ၈ခွန်နှစ်ကိုစွဲမထည့်ပဲနဲ့ပြန်ကြတဲ့ခဏန်းကြသွားမယ်ဆိုရင်လည်းသူကရတယ်နော်ပြန်ကြမယ်ခဏန်းကြမယ်ဆိုရင်အဲ့မှာခွန်နှစ်နှစ်ဆိုတဲ့ခဏန်းတစ်ခွက်ပဲရှိတယ်ရှေ့တစ်နှစ်ကျော်ပါနော်อืมตะนิดจ่อคนนี้ๆตะนิดจ่อกระนั้นคนนี้ๆตะกั่วแท้ลาปอกท่าจันเนกระนั้นไม่ปอกท่าได้อยู่เนาะเออเราลงออนเนาะโทคนนี้ๆเนี่ยคนชิ้นๆเนาะเราดีกระนั้นปูใจดิคนนี้ชิ้นปูใจดิเนาะแล้วคนนี้ๆเออ ဒီ၅ထိပ်က၂ချိန်မှ၅ထိပ်ထွက်တာ၂ချိန်မှ၆ထိပ်ထွက်တာ၂ချိန်မှ၃ထိပ်ပဲ9ထိပ်ထွက်တာเนาะအဲ့တော့9 6 5အဲ့ဒီ၅ဒီ၂ချိန်ရနေပြီးတော့စရေလိုက်ရင်ဒီ1 3เนาะ၃လုံးတကယ်လို့ဒီ၅ကလည်း၂ချိန်မှထွက်တဲ့အဲဒီ၆ကလည်း၂ချိန်မှထွက်တာ၆ထိပ်တစ်လုံးနှလုံး၃လုံးဒါဆိုရင်ဒီနှစ်ချိန်မှာထွက်တဲ့ကောင်ကိုယူမယ်ဆိုရင်အပေါ်ကတလုံးကိုကျွန်တော်တို့မယူဘဲနဲ့ထားမယ်ဆိုရင်ဒီခွန်ထိတ်ကနှစ်လုံးပဲရှိအောင်မယ်လို့ တွေးမိရင်ဒီပွဲထိုးကြမလို့သေးဘူးတကယ်တော့အဲ့ဒီလုံမှမဟုတ်ဘူးအပေါ်မှာရှိတဲ့ခွန်တလုံးကိုပါထည့်ပြီးရေးမယ်ဆိုရင်အချိန်ကတိတ်မရှိတော့ဘူးเนาะအဲ့ဒါကြောင့်မလို့အပေါ်မှာရှိတဲ့ခွန်တလုံးကိုပါထည့်ပြီးရေးမယ်ဆိုရင်ဒီနေရာမှာခွန်၃လုံးမြောက်ပြည့်သွားနိုင်တယ်ခွန်တည်း၃လုံးမြောက်ပြည့်သွားတာနဲ့ကျွန်တော်တို့ကအရှိတနှစ်ကျော်ကခဏကိုယူရအဲ့မှာခွန်၄ရှစ်တို့နောက်ခွန်၄ရှစ်တို့နောက်ခွန်၃ညာ၉ခွန်၅ခွန်เนาะဒါတွေအများကြီးပေါ့ခွန်ပါတဲ့ခဏနေเนาะဒါတွေဒါတွေ ဒါတွေဒါတွေဟုတ်လားတော့ကျွန်တော်ကအဲ့ဒါကိုမလိုချင်ဘူးလိုချင်တာကခွန်ထိတ်ကိုပဲဒီပွဲကိုကစားချင်တာเนาะခွန်ထိတ်ကိုကစားချင်နေဆိုတော့ကျွန်တော်မိတ်ဆွေဒီကနန်းလေးတွေတော့ထိုးရပါเนาะခွန်နေရှိเนาะနောက်ခုနကပြောတဲ့၃ညခွန်၅၃ညခွန် ဒီနှစ်ခွက်ကတော့မွေးဖို့ပါเนาะဒါလေးရဲ့နှစ်ခွက်မွေးဖို့ဒီနှစ်ခွက်ကတော့ဒီပွဲထိုးဖို့เนาะ